်ပြည်နယ်ရေမြို့နယ်ရေတရာကြီးစစ်စီဂိတ်နယ်ရေချောင်းဖျားဒေသအိုင်ဘုတ်ကျေးရွာမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်စစ်စီဂိတ်ဟာကုန်ပစ္စည်းစံတွေတည်ဆောင်လာတဲ့ကုန်တင်ရင်နဲ့ရင်နေထံငွေကြေးကောက်ခံနေတယ်လို့ဒေသခံသတင်းရင်းမြစ်တွေစီကနေသိရပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာစတင်ကရေမြို့ဘော်ကနေတစဉ်ရေချောင်းဖျားဒေသကျုံလောင်ကျေးရွာဟာကြောင်မိချောင်းရွာဘက်သို့ပစ္စည်းတည်ဆောင်လာတဲ့ကာရီထံစံတအိတ်ကို2000ကျပ်မှ3000ကျပ်ခောက်ဆွဲကြောက်တစ်ဖာကို2000ကျပ်တိရေတရာ ကြီးရဲ့စစ်ကောင်စီတပ်ကိမှအခွန်လို့ဆိုကငွေကြီးကောက်ခံခဲ့ပါတယ်ဒါပြင်ကုံတွင်ရင်နေထံဂိတ်ချင်းငွေအနေနဲ့တသိန်းချက်ကနေနှစ်သိန်းချက်ထိကောက်ခံနေပြီးအိုင်ဘုတ်စစ်စီဂိမ်းမှာတောင်ငနန်းထိငွေကြီးကောက်ခံနေတယ်လို့သိရပါဗျ။ထို့နောက်ရေချောင်းဖျားဒေတာရှိအိုင်ဘုတ်ကြီးရွာနီစစ်ကောင်စီတက်စစ်စီဂိတ်စခန်းတွေကိုဖျက်တမ်းသွားလာတဲ့သူတချို့ကိုစခန်းအတွင်းသို့ခေါ်ဆောင်ပြီးမူရစေဝဝယ်ခိုင်းမှုချင်းချောက်မှုပုံစံတွေလည်းပြုလုပ်လာခဲ့ပါဗျ။ အခုနှစ်ဇန်နဝါရီလဖြစ်ပွားခဲ့တဲ့ကျောက်လောက်တိုက်ပွဲကြောင့်ရေးချောင်းဖြားဒေသတွင် တော်လန်ရေးတပ်ဖွဲ့တွေတွာလာလှုပ်ရှားနေတဲ့အထင်နဲ့73စီနဲ့စားနပ်ရိက္ခာတွေကိုစစ်ကောင်စီတပ်ဗမာကန့်သက်ထားပြီးသူတို့ကန့်သက်ထားတာထပ်ပို့ပြီးတယ်ဆောင်သွားပါကတင်းယူခြင်းနဲ့ငွေကြေးကောက်ခံမှုတွေလည်းရှိနေတယ်လို့စုံစမ်းသိရှိရပါတယ်။